နေပြည်တော်ပြည်မနာနဲ့အနီးတစ်ပိုင်းမှာဒီကနေ့နံနက်ပိုင်းငလင်းလောက်ခတ်မှုပြင်းထန်ခဲ့တာကြောင့်ပြည်သူများသိသာစွာခံစားခဲ့ရပြီးကျောင်းသားများကျောင်းတက်နေချိန်လေးဖြစ်တာကြောင့်စာတင်ကျောင်းပေါ်ကနေကလေးတွေပြေးဆင်းခဲ့ရငလင်းလောက်လုံငလင်းလောက်ဆန္ဒယူဆန္ဒမျိုးမတ်တိကျောင်းငလင်းလောက်ကလေးစာတင်ချိန်ပြေးတာကြောင့်ဟုတ်ကဲ့အဲရှာလို့မရဘူး မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ဂျွန်လ9ရက်နေ့မနက်ပိုင်းတော့ကနေပြည်တော်နဲ့ပြည်မနာအနီးတစ်ဝိုက်မှာငလင်လောက်ခတ်မှုတိတိတသားဖြစ်ပွားခဲ့ပြီးလူအများအပြားနေအိမ်ပေါ်မှပြေးဆင်းခဲ့ရကြောင်းနေပြည်တော်ဝန်ထမ်းအင်အားတိုင်းဝိုင်းရဲ့ပြောပြချက်အရာသိရှိရပါတယ်ဒီကနေ့မနက်၈နာရီ၁၁မိနစ်အချိန်နေပြည်တော်ပြည်မနာနဲ့ပတ်ဝန်းကျင်ဒေသများမှာငလင်တိသာစွာလှုပ်ခတ်သွားကြောင်းနေအိမ်များရှိန်ထိုးသွားပြီးငလင်လှုပ်ခတ်ချိန်မှာမြေကြီးလှုပ်ရှားသည့်ကျေလောင်သောအတန်ကိုပါကြားခဲ့ရကြောင်း နေပြည်တော်ရွှေကြပင်ရက်ကွက်မှာနေထိုင်သူတအူးရဲ့ပြောပြချက်အရသိရှိရပါတယ်ပြင်းအားကတော့လေးလောက်ရှိမဲတော့ထင်းနေတိတိတသားကိုလှုပ်သွားတော့လူတွေလည်းအကုန်ပြေးထွက်လာကြတော့ကိုရီတင်မဟုတ်ဘူးကိုရက်ွက်တွေကလူတိုင်းပြေးထွက်လာရတော့လှုပ်တဲ့အချိန်ကတော့တိုးပါတယ်ဒါပေမဲ့လှုပ်သွားတာကအရန်ချမ်းတာဟုဆိုကောင်၎င်းကဆက်လက်ပြောကြားခဲ့ပါတယ် အဆိုပါငလင်းလောက်ခတ်ချိန်ဟာမနက်၈နာရီ၁၇မိနစ်အချိန်ခန့်ရှိတာကြောင့်ကလင်းတွေကြောင်းတက်နေတဲ့အချိန်လေးဖြစ်ပြီးကျောင်းသူကျောင်းသားတွေအနေနဲ့ငလင်းလောက်ခတ်ချိန်မှာကျောင်းလန့်ပြီးတော့စာသင်ကျောင်းတွေကနေပြစ်ထွက်ခဲ့ရတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာလည်းပြန့်နှံ့လာခဲ့ပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ပြည်သူအများပြားသိဆုံးခဲ့ရတာဖြစ်ပြီးအခုဆိုရင်နှစ်လကျော်ကြာသွားခဲ့ပြီဆိုပေမယ့်ငလင်အသေးစားလေးတွေမကြာခဏလှုပ်ခတ်မှုဖြစ်ပေါ်နေသလိုတစ်ခါတည်းရံမှာအချိန်အကြာကြီးမဟုတ်ပေမယ့်ပြင်းအားများတဲ့ငလင်တွေလည်းလှုပ်ခတ်ခဲ့တာကြောင့်နောက်တစ်ချိန်ထိခိုက်မှုဖြစ်မှာကိုအားလုံးကစိတ်ပူဆိုးရိမ်နေကြရတာလည်းဖြစ်ပါတယ်ငလင်လှုပ်လို့ငလင်လှုပ်ဆင်းသားမျိုးဆင်းသားမျိုးမတ်တိကြောင်းလှုပ်ကလေးစားတဲ့နေ့ပြေးတာကြာ

မလင်းလို့လုံးမလင်းလို့ဟိုနိုင်